တခိုက်တက်တော့အေအေထက်မှာရောက်နေတဲ့လူတချို့ဟာမြေကမ်းမျိုးဆက်သဘိုးမျိုးနဲ့ဒီကျွန်တော်တို့ရဲ့ရခိုင်ပြည်တွင်းမှာမှီတန်းနေထိုင်နေကြတဲ့ရိုဟင်ဂျာလူမျိုးတွေအပေါ်မှာရေးဆက်ဆက်ဖိနှိပ်တာတွေရေးဆက်ဆက်တပ်ဖြတ်နေတာတွေအိမ်တွေကိုမိရှော့ရွာတွေကိုမိရှော့ပြီးတော့အာဒီပေါ်တော့ရွာသားတွေကိုမောင်းထုတ်ပြီးတော့အာငါနဲ့မတူငါရန်သူဆိုတဲ့ပုံစံမျိုးပြုမှုဆက်ဆံကြက်ကြံနေတာလို့လည်းကျွန်တော်အနေနဲ့တွေ့မြင်ရပါတယ် စက်တက်ရဲ့ကျေးဇူးမူးလို့တော့ရှူစရာမရှိဆိုတော့စကားလေးရတာအရက်မှန်ပါတယ်ခင်ဗျာဒါကြောင့်မလို့ကျွန်တော်တို့လက်ရှိနေမြန်မာနိုင်ငံတို့မှာမိတဲ့နေထိုင်နေကြတဲ့ဘယ်လိုလူမျိုးဘယ်လိုဘာသာဝင်ဖြစ်နေပါစေကျွန်တော်တို့အားလုံးဒီဆက်အာနာရှင်စနေဆိုးကိုသွေးစီးညီညွတ်စွာနဲ့တိုက်ခိုက်ရှေမောင်းတင်ပါကြောင်းလဲကျွန်တော်ဒီနေရာနေပြီးတော့ထက်ဆင့်တိုက်တွန်းလိုက်ပါတယ်ခင်ဗျာဒါလေးဆိုပါကိုရှေရှာနဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာ ဒီနေ့ကျွန်တော်တင်ပြပေးသွားမယ့်အကြောင်းအရာကတော့ဒီဒီနေ့ဟာနေပြီးတော့ဇွန်လ6ရက်ပေါ့နော်ဒီမြန်မာနိုင်ငံအလုတ်သမားအရေးတော်ပုံအကြောင်းကိုကျွန်တော်တင်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီလက်ရှိနေပြီးတော့အရေးတော်ပုံလို့ပြောလိုက်တာနဲ့ကျွန်တော်တို့ကဘာကိုသွားပြီးမြင်အောင်ကြားလဲဆိုတော့ဒီကျွန်တော်လက်ရှိတော်လိုင်းရေးကောင်စီခဲ့ပေါ့ဗျာ1980ပြည့်နှစ်အလုံပိုင်းတွေမှာဆက်အာဏာရှင်စနစ်ဆက်ကျင်းတဲ့ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေကိုစစ်တိုက်ဆွသလိုပိုပေါက်ခဲ့မှုပါတယ်အဲ့ဒီကာလကိုဒီပေါ့နော်ဒီ1980လေး1985 1986ခုနှစ်မှာဗမာနိုင်ငံရေးလောကမှာလူသိများခဲ့ပါတယ်ခင်ဗျအဲ့တော့ဒီအဲ့ဒီဟာကိုနေပြီးတော့7 July လို့လည်းခေါ်တယ်နောက်တစ်ခါကျတော့ဒီကျွန်တော်1986ခုနှစ်နေဝင်အာနာသိမ့်အပြီးပို့ပေါက်ခဲ့တဲ့ဒီလက်ရှိနေပြီးတော့7 July ကြောင်းသားအရေးတော်ပုံဟာ1984 1985 1986အတွက် အရှိခံဖြစ်ခဲ့တယ်လို့1984 1985 1986ခုနှစ်တည်းမှာ14လုံးအရေးတော်ပုံကြီးဖြစ်လာဖို့အတွက်အရှိခံတစ်ခုဖြစ်ခဲ့ပါတယ်ဒီတော့ဒီကျွန်တော်တို့ကနေပြီးတော့ဒီ1984ဇွန်လမှာ1985 1986ရဲ့ပေါ်နဒီအဖွင့်အနေနဲ့အလုတ်သမားအရေးတော်ပုံကြီးဟာပေါ်ပေါက်လာခဲ့ပါတယ်ဆိုတဲ့အခါကျတော့ဒီ listen listen ဒီကျွန်တော်တို့မြန်မာနိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့ မြန်မာဆိုရှယ်လက်လန်းစင်ပါတီဒါမှမဟုတ်ဒီတော်လိုင်းကောင်စီအဆက်အစွဲလို့ခေါ်တဲ့1983ဒီဇင်ဘာလထက်မှာသူတို့စိတ်ကြိုက်ရေးဆွဲထားခဲ့တဲ့ဖွဲ့စည်းပေါင်းအစိကဥပဒေကို ပြည်လုံးကျွတ်စန္ဒခံယူပွဲတစ်ခုအဖြစ်သူတို့ပြုလုပ်ခဲ့ကြပါတယ်ဒီတော့ဒီကျွန်တော်တို့ရဲ့ဒီအခုလက်ရှိနေစစ်အာဏာရှင်တို့ရဲ့ထုံးစံအတိုင်းပဲနေဝင်းအစိုးရဟာသူတို့ရဲ့ဖွဲ့စည်းပေါင်းအစိကဥပဒေကိုပြည်သူစန္ဒမပါဘဲနဲ့တစ်ဖက်သက်အတီးပြုတ်လိုက်တာကိုကျွန်တော်တွေ့ရပါတယ် ဒါကြောင့်မို့လို့အဲ့ဒီကာလမှာတတိုင်းတပြည်လောက်တိုင်းရင်းသားလူမျိုးပေါင်းဆောင်ဟာလူမှုဘဝအတုတ်ကိုအတုတ်ကိုမှရှုတ်ဆောင်ကြခဲ့ပြီးတော့အောက်ရှေလူတို့ကလည်းစင်ရဲကြက်တဲမှုတံကိုအလူအလဲခံခဲ့ရတဲ့အချိန်ကာလတခုလို့ပြောရင်လည်းမမှတ်ပါဘူးခင်ဗျာဒါကြောင့်မို့လို့အဲ့ဒီတော့အချိန်မှာပဲအထွေထွေအကြက်တဲ့ဖြစ်နေချိန်မှာ1984ခုနှစ်မေလနဲ့ဇွန်လအတွင်းမှာတနိုင်ငံလုံးအတိုင်းအတာနဲ့အလုတ်သမားအောင်ကြွလှုပ်ရှားမှုကြီးဟာစစ်တိုက်ဆိုသလိုပိုပေါက်လာပါတော့တယ် ီတော့ဒီ1984ခုနှစ်မေလထဲမှာပဲဒီမေလထဲမှာပဲပလိုက်ရှင်မြင်စစ်နဲ့မြင့်ငယ်မိထားစစ်ကောင်းပြင်စစ်ရောင်ရဲ့ရှောက်ရင်နံကြောင်းရင်နံမြင်တွေမှာအလုတ်သမားလှုပ်ရှားမှုတွေစတင်ပေါ်ပေါက်လာပါတယ်နောက်တစ်ခါဒီကျွန်တော်တို့ဇွန်လထဲမှာကြာတော့ရန်ကောင်အထစ်ကိုကူးစစ်လာတာကူးစစ်လာခဲ့ပါတယ်ခင်ဗျအဲ့တော့ဒီကျွန်တော်1984ခုနှစ်ဇွန်လရှောက်ရင်နဲ့မှာတော့ဒီမဆလာ ပေါ့နော်ဒီဆက်အစိုးရလက်အောက်မှာပထမဆုံးအလုတ်သမားကြီးဟာပောက်ကွေထွက်ပေါ်လာပါတော့တယ်ဒါကြောင့်မို့လို့အင်းစိန်မီယထာစစ်ကောင်းရောင်အလုတ်သမားရှင်မြင်ရှင်မြင်နဲ့အထေရှုပ်အထေဆက်အောင်ပေါ့နောက်ပြီးအဲ့ဒီမှာဘယ်လိုပြအုတ်ကျဲကောင်းနီစစ်ရောင်ဆင်မလိုက်သင်းဖိုးကျင်းတို့ကနေရန်ကုန်မြို့ရဲ့စစ်ရောင်အလုတ်ရောင်တွေထူထပ်ရာအင်းစိန်လမ်းမကြီးတစ်လျှောက်အင်းစိန်မယန်းကောင်းလှိုင်း ကမာရုတ်မြို့နယ်တွေတခြားလုံးမှာလည်းဒီစစ်ရောက်အလောက်ရောက်တဲ့မှာတပိတ်ကြီးတွေပို့ပေါက်လာခဲ့ပါတယ်ဒီလိုဒီလိုပို့ပေါက်လာပြီးတဲ့နောက်ပိုင်းမှာစံလုံလောက်စွာရရှိရတဲ့အလုတ်သမားအခွင့်အရေးဘာတစ်ခုမှဆောင်ရွက်မပေးတဲ့အပြင်အလုတ်သမားတွေအပေါ်အနိုင်ကျင့်နေတဲ့အလုတ်သမားကောင်စီတွေဖြစ်သိမ်းပေးဖို့လည်းအလုတ်သမားတွေကတောင်းဆိုခဲ့ကြပါတယ်အပြည်သူလူထုကလည်းအလုတ်သမားတပိတ်ကြီးကို တခဲနဲ့အားပေးထောက်ခံဝမ်းရံခဲ့ကြတာကိုလည်းကျွန်တော်တို့တွေ့ရပါတယ် ဒါကြောင့်မို့လို့အဆလဆက်အစိုးရကအလုတ်သမတ်တပိုက်ကိုဖြိုခွဲဖို့တဲ့ပုံမှန်144ကိုထုတ်ပြန်လိုက်ပြီးတော့လက်နဲ့နဲ့အကြမ်းဖက်ဖြိုခွဲခဲ့ပါတယ်ဒီခါကျတော့ဒီစစ်တပ်ကနေပြီးတော့စစ်တပ်ကနေပြီးတော့တင်နှက်နဲ့ဖြိုပစ်ခတ်ဖို့နော်ပစ်ခတ်ဖြိုခွဲတာကြောင့်ဇွန်လ6ရက်နေ့မှာပဲတမိုင်းရှင်မြင်းစစ်အောင်ရှစ်မှာသွေးမြေကြမှုကြီးဖြစ်ပေါ်လာခဲ့ပါတယ်အဲအဲ့ဒီမှာပဲဒီအဲ့ဒီမှာပဲဇွန်လ6ရက်9ရက်နေ့တည်းမှာဆိုလို့ရှိရင်လည်းဒီလက်ရှိနေစင်မလိုက်တင်ဖို့ချင်း အုတ်ကျင်းဂုံနီစိတ်အောင်အင်းစိန်မိရထစစ်ကောင်ရုံတို့ကိုလည်းစစ်တပ်ကဝင်ရောက်စီနံဖြိုခွဲဖြိုခွဲခဲ့တဲ့အတွက်အလုတ်သမားတွေသွေးမြေကြားကြရတာကိုလည်းကျွန်တော်တို့အမှတ်တမ်းလေးမှာတွေ့ရပါတယ်ခင်ဗျာဟုတ်ပြီဒါဆိုကျွန်တော်တို့အဲ့ဒီဒီမှတ်တမ်းတွေအရအလုတ်သမားခေါင်းဆောင်149ဦးဖမ်းစစ်ဖမ်းစီးခံရပြီးတော့ထောင်ဒဏ်9နှစ်ကနေ15နှစ်အထိကိုလည်းရှာမှတ်ခံကြရပါတယ်အဲ့ဒီချိန်မှာအလုတ်သမားတော်တော်များများဟာအလုတ်ဖြုတ်ခံကြရတာကိုလည်းကျွန်တော်တို့မြေဝါထင်တယ်မြင်မြင်တွေ့ကြရပါတယ် ဒါကြောင့်မို့လို့ဒီလက်ရှိနေလက်ရှိနေသဘိုက်မှောက်တဲ့အလုတ်သမားထုကိုဝိုင်းရံဖို့ဝိုင်းရံဖို့အတွက်တက္ကသိုလ်ကျောင်းသားတွေကလည်းခုတ်တောင်းအလံကိုလွှင့်ချူလိုက်ကြပါတယ်။ဒီလိုမျိုးနေပြီးတော့တက္ကသိုလ်ကျောင်းသားတွေလမ်းပေါ်ထွက်လာပြီးတော့စစ်အာဏာရှင်စနစ်ဆက်ကျင်ရေးကျွေးကြိုတန်တွေကျွေးကြိုလိုက်ကြပါတယ်။ဒီလိုမဆလစစ်အစိုးရဟာအလုတ်သမားသဘိုက်ကို ကျောင်းသားတွေပူပေါင်းပါဝင်လာတာနဲ့ရှင်းရှင်းဆိုသလိုပဲတက္ကသိုလ်ကိုလိုက်တွေကိုရဲ့အကန့်အသတ်မရှိပိုက်ပစ်လိုက်ပြီးတော့အဆောင်တွေကျောင်းသားတွေကိုတက္ကသိုလ်နေမြေထရရနဲ့ထွက်ခွာဖို့အမိုက်ပေးခဲ့တာကိုလည်းကျွန်တော်တို့တွေ့လိုက်ရပါတယ်။ဒါကြောင့်မို့လို့ဒီအဲ့ဒီရှိန်တော်နဲ့အဲ့ဒီရှိန်တော်နဲ့ဇွန်လ6ရက်ပေါ့နော်ဒီဇွန်လ6ရက်အလုတ်သမားတပိတ်ကြီးဟာမဆလာဆက်အာနာရှင်အစိုးရကိုအလုတ်သမားတို့ကဆက်ကျင်အန်တို့လိုက်တဲ့အတွက်ပထမဆုံးဆန္ဒပြပွဲကြီးဖြစ်ပါတယ် ဒါကြောင့်မို့လို့အလုတ်သမားတပိုက်ကြီးရဲရဲဆက်ဆက်နှိမ်နှဲခံလိုက်ရပေမဲ့အဲ့ဒီနောက်ပိုင်းမှာဆက်အာနာရှင်စနစ်ကိုဆက်ကျင်တဲ့1984 1985 1986လှုပ်ရှားမှုတွေဆက်တိုက်ဆိုသလိုပေါ်ပေါက်ခဲ့မှုပါတယ်အဲ့တော့ဒီကျွန်တော်ဒီနေ့တင်ပြချင်တာကျွန်တော်တို့လက်ရှိနေပြီအာနာရှင် အစိုးရဟာအာနာရှင်တွေအဆက်ဆက်ဟာကျွန်တော်တို့ဒီမြန်မာပြည်သူပြည်သားတွေအပေါ်မှာရဲရဲဆက်ဆက်အာဘုံတော့လောက်ခဲ့တာကိုကျွန်တော်တွေ့ရတယ် အဲ့တော့ဒီအခုလက်ရှိမင်းအောင်လိုင်းအစိုးရကကျွန်တော်တို့တွေဘာလို့ထားလဲဆိုတော့ဘုံခန်းနဲ့မြောက်ငရေခန်းနဲ့ရှောက်ထားတာကျွန်တော်တွေ့ရတယ်။အဲ့တော့ဒီဘုံခန်းနဲ့မြောက်ငရေခန်းနဲ့ရှောက်ထားလို့ကျွန်တော်ဘာကြောင့်ပြောရတာလဲဆိုရင်သူ့ကိုဘုံမနေတဲ့ကောင်တွေကိုသူကဘုံခန်းနဲ့မြောက်ပေးထားတယ်။အဲသူ့သူ့ကိုဆက်ကျင်တဲ့လူတွေကိုသူကဗာလဲငရေခန်းနဲ့ရှောက်ပေးထားတယ်တွေ့ရတယ်။အဲသူ့ရဲ့ဘုံမတချို့ကိုသူထောင်ရှားလိုက်တာလည်းကျွန်တော်တွေ့ရတယ်။မိုက်ထီလာအရေးခဲကိုကျွန်တော်ကြည့်ကြရအောင်။မိုက်ထီလာမြို့မှာ အဲဘုံမှုတကောင်ကပေါ့ဗျာဒီအဲသူတို့ပြူစောတိခေါင်းဆောင်ကိုပြက်တနာရှာတယ်ပေါ့ဗျာအဲ့ဒီမှာနေပြီးတော့တင်နေခါချထုတ်ပြီးတော့အဲ့ဒီမှာတင်နေတဲ့တော့မှရှိနေဆိုတော့အဲ့ဒီဒီသူ့ကိုဘုံမနေတဲ့ဒီအာပေါ့နော်ပြူစောတိခေါင်းဆောင်ကိုနောက်ဆုံးမှာဖမ်းဆီးပြီးတော့ကျွန်တော်တို့တော့အခုဆိုလို့ရှိရင်သူဟာနေပြီးတော့အမှုကိုရင်ဆိုင်နေရပြီဖြစ်ပါတယ်အဲ့တော့ဆိုလိုတာကငရေကန်နဲ့လျှောက်ဘုံခန်းနဲ့မြှောက်ထားတာဒီလက်ရှိအာနာရှင်အစိုးရဖြစ်တယ်ဒီတော့ဒီလက်ရှိကျွန်တော်တို့အာနာရှင်အစိုးရတွေကျွန်တော်တို့ပြည်သူပြည်သားတွေအပေါ်မှာ ဘလောက်ထိရက်ဆက်ရောက်မှာခဲ့လဲဆိုတဲ့ဟာလေးတို့ဒါပြည်သူပြည်သူလူထုအားလုံးသိမြင်ကြပြီးကြောင်တွေ့ကြပြီးဖြစ်မှာပါဒါကြောင့်မို့လို့ဒီဒီကနေ့ကျွန်တော်နေပြီးတော့ဒီနေ့နေပြီးတော့အလုတ်သမားနေပြီးတော့ဒီနေ့ဒီ2025ဇွန်လ6ရက်နေ့ဟာအလုတ်သမားတပိတ်ပေါ့ဗျာဒီ fashion အလုတ်သမားအာအလုတ်သမားရေနှစ်ပေါ့နော်အလုတ်သမားနှစ်52နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်ဒီ52နှစ်ပြည့်မြောက်ခဲ့တဲ့ကာလကို ကျွန်တော်တို့ဘယ်လိုမျိုးရင်ဆိုင်ဖြတ်တန်းခဲ့ရလဲဆိုတော့အခုနောက်တော့ကျွန်တော်နေပြီးတော့အာကျွန်တော်ပြောပြခဲ့ပြီးဖြစ်ပါတယ်ကျွန်တော်အလုတ်သမားတွေသွေးမြေကြခဲ့ရတယ်အခုလည်းပဲကျွန်တော်တို့သွေးမြေကြနေရပါတယ်ကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲ့အလုတ်သမားတွေရဲ့အခွင့်အရေးတွေအလုတ်သမားတွေရပိုင်ခွင့်အခွင့်အရေးတွေလုံးဝဆုံးရှုံးပြီးတော့နောက်ဆုံးမှကျွန်တော်တို့ဒီလက်ရှိနေပြီးနိုင်ငံတို့ရဲ့အာဘောနော်ဒီနိုင်ငံတို့ကိုအကောင်းဆုံးအာလှုပ်ဆောင်ပေးနေတဲ့နိုင်ငံတို့တစ်ဖက်တစ်လမ်းကနေပြီးတော့ဝင်ဝင်ရအောင် လုတ်ပေးနေတဲ့ဒီလက်ရှိနေပြီအလုတ်သမားဒူးကြီးဟာအခုအလုတ်လည်းမဖြစ်သွားရပြီဒါကြောင့်မို့လို့အဲဒါကြောင့်မို့လို့ကျွန်တော်တို့ဒီလက်ရှိနေပြီအခုလက်ရှိနေစက်တက်ရဲ့ဂျေစုမူးလို့တော့ရှူစရာမရှိဆိုတော့စကားလေးရတာအရမ်းမှန်ပါတယ်ခင်ဗျာဒါကြောင့်မို့လို့ဒီကျွန်တော်တို့လက်ရှိနေမြန်မာနိုင်ငံတို့မှာမိတဲ့နေထိုင်နေကြတဲ့ဘယ်လိုလူမျိုးဘယ်လိုဘာသာဝင်ဖြစ်နေပါစေကျွန်တော်တို့အားလုံးဒီဆက်အာနာရှင်စနေဆိုးကိုသွေးစည်းညီညွတ်စွာနဲ့တိုက်ခတ်ရှေမောင်းတင်ပါကြောင်းလဲကျွန်တော်ဒီနေရာနေပြီးတော့ ထက်ဆင့်တိုက်တွန်းလိုက်ပါတယ်ခင်ဗျာအဲ့တော့နောက်တစ်ခုကကျွန်တော်ပြောချင်တာကျွန်တော်တို့မြန်မာနိုင်ငံမှာမိတဲ့နေထိုင်နေကြတယ်လို့ပြောတဲ့ခါမှာကျွန်တော်တို့ကဒီလက်ရှိနေပြီးတော့လက်ရှိနေပြီးအာနာရှင်တွေရဲ့လက်ကင်တော့ဖြစ်တဲ့မြစ်ကမ်းမျိုးရှင်နိုင်ငံရဲ့တမောတရားဆိုကျွန်တော်တို့ဘာသာရေးကိုနိုင်ငံရေးထက်ကိုဆွေးသွင်းပြီးတော့ဘာသာရေးကိုနိုင်ငံရေးတစ်ခုအဖြစ်သတ်မှတ်ပြီးတော့ကျွန်တော်တို့လူမျိုးရေးခွဲခြားတာတွေဘာသာရေးခွဲခြားတာတွေအများကြီးလှုပ်ဆောင်နေပါတယ် အဲ့တော့ဒီကျွန်တော်မနေ့ကလည်းကျွန်တော်တင်ပြခဲ့ဥပါတယ်ဒီကျွန်တော်တိုင်ရင်သာလက်နက်ကန်အဖွဲ့အစည်းတွေမှာလည်းဒီလိုမျိုးစိတ်ဓာတ်လေးတွေတချို့တွေ့နေရပါတယ်ဥမာကျွန်တော်တို့လက်ရှိနေပြီးရခိုင်တပ်တော် AA ပဲကြည့်လိုက်ပါအခုဆိုလို့ရှိရင်ဒီကျွန်တော်တို့နေပြီးတော့ Rocket ရခိုင်တပ်တော် AA AA ထက်မှာရောက်နေတဲ့လူတချို့ဟာမြစ်ကမ်းမျိုးဆက်သဘိုးမျိုးနဲ့ဒီကျွန်တော်တို့ရဲ့ရခိုင်ပြည်တွင်းမှာမှီတဲနေထိုင်နေကြတဲ့ရိုဟင်ဂျာလူမျိုးတွေအပေါ်မှာရေးဆက်ဆက်ဖိနှိပ်တာတွေရေးဆက်ဆက်တပ်ဖြတ်နေတာတွေအိမ်တွေကိုမီးရှို့ ရွာတွေကိုမိလျှော့ပြီးတော့အာဒီပေါ်တော့ကျတော့ရွာသားတွေကိုမောင်းထုတ်ပြီးတော့အာငါနဲ့မတူငါရန်သူဆိုတဲ့ပုံစံမျိုးပြုမူဆက်ဆံကြက်ကြံနေတာလေးကိုလည်းကျွန်တော်အနေနဲ့မင်းကျွန်တော်အနေနဲ့တွေ့မြင်ရပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီဒီလက်ရှိအနေအထားကအာနာရှင်ကိုတော်လန်နေတဲ့တော်လန်ရေးကာလဖြစ်တဲ့အတွေ့အကြုံမို့လို့တော်လန်ရေးကာလမှာပြည်သူလူထုရဲ့အားပေးထောက်ခံမှုပြည်သူလူထုကဝမ်းရံမှုကအများကြီးအရေးကြီးပါတယ်။ပြည်သူလူထုမဝမ်းမဝမ်းရံဘူး ပြည်သူလူထုအားမပေးဘူးဆိုလို့ရှိရင်ဘယ်တော်လာရင်မှအောင်မြင်မှာမဟုတ်ပါဘူး။ဒါကိုလည်းတစ်ချက်သတိသတိချက်စေလိုတယ်။အဲ့တော့ဒီကျွန်တော်တို့လက်ရှိနေပြီးတော့ရခိုင်ပြည်တွင်းမှာမိတင်းနေထိုင်နေကြတဲ့ဒီကနေ့မွတ်စလင်လူမျိုးတွေသည်အဲသူတို့မှလည်းရပိုင်ခွင့်အခွင့်အရေးတခုတော့သူတို့ရှိကိုရှိမှာပါ။အဲ့တော့ဒီရပိုင်ခွင့်အခွင့်အရေးကိုကျွန်တော်တို့ကနေပြီးတော့ကျွန်တော်တို့ကလက်ရှိနေပြီးတော့လျှက်လျူရှုပြီးတော့နေခဲ့မယ်ဆိုလို့ရှိရင်မွတ်စလင်အတိုင်းဝိုင်းရဲ့ညင်းပေခြင်းကိုကျွန်တော်တို့ဒီ ပေါ့နော်ဒီကျွန်တော်တို့ဒေါ်လာရဲ့အစိုးရတရက်ဟာရင်ဆိုင်ရပါလိမ့်မယ်။ဒါဆိုဒီလိုရင်ဆိုင်ရပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘလောက်ပဲအုပ်ချုပ်နေပါစေကျွန်တော်တို့တွေဒီအဲရှင်ကိတ်ဘုံလို့ပောက်ကွဲသွားနိုင်တဲ့အနေအထားမျိုးရှိနေပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်ဒီကနေ့နေပြီးတော့ဒီကျွန်တော်တို့ရခိုင်ပြည်တွင်းကအာရခတ်တက်တော်တွင်းမှာလက်ရှိနေပြီးတော့အာရခတ်တက်တော်ရဲ့ image ကိုကြောက်အောင်အာရခတ်တက်တော်ရဲ့ခေါင်းသိုက်ခါကိုညှိုးနွမ်းအောင်လှုပ်ဆောင်နေတဲ့ ဘောနော်အရခတက်တော်တက်ဖွဲ့ဝင်အရှုတ်ကိုကျွန်တော်ဒီနေရာနဲ့ပြောချင်ပါတယ်ကျွန်တော်တို့ရဲ့ရခိုင်တက်တော်ရခိုင်ရခိုင်တက်တော်ဖြစ်တဲ့ရခိုင်အစိုးရဖြစ်တဲ့ဒီ ULA A ရဲ့လမ်းညွှန်မှု ULA A ရဲ့အာဘောနော်ဒီလက်ရှိထုတ်ပြန်ထားတဲ့ဥပဒေတွေကို စနစ်တကျလိုက်နာပြီးတော့ကျွန်တော်တို့တွေအားလုံးဒီအစိုးရလိုဖြစ်လာပြီဆိုလူမျိုးဘာသာမခွဲရှားတဲ့စိတ်ဓာတ်မျိုးတွေနဲ့ နေထိုင်ကြဖို့ကိုလည်းကျွန်တော်ဒီနေရာနဲ့တိုက်တွန်းလိုတယ်။အဲ့တော့ကျွန်တော်တို့အားလုံးရခိုင်ပြည်သူပြည်သားအားလုံးကလည်းကျွန်တော်တို့ကျွန်တော်တို့ဒီနှစ်ပေါင်းများစွာငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်လာခဲ့ကြတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ရဲ့ဒီလက်ရှိနေပြီတော့ဗောဗျာဒီအာရခိုင်ပြည်ကိုတည်ငြိမ်အေးချမ်းအောင်ဖွံ့ဖြိုးတိုးတက်အောင်ကျွန်တော်တို့ဒီစီလုံးညီညွတ်စွာပြီးလှုပ်ဆောင်တက်ပါကြောင်းကိုလည်းပဲကျွန်တော်ဒီနေ့ရခိုင်ပြည်သူလူထုကိုကျွန်တော်ဒီနေရာနေပြီတော့ကျွန်တော်တိုက်တွန်းလိုပါတယ် အဲ့တော့ဟုတ်ပြီဒါဆိုကျွန်တော်တို့နောက်ဆုံးနှီးကုန်းချုပ်နေနဲ့ကျွန်တင်ပြရမယ်ဆိုလို့ရှိရင်ဒီကျွန်တော်တို့လက်ရှိနေအစိုးရဟာဒီကျွန်တော်တို့ကျွန်တော်တို့တွေကို လူမျိုးရေးဘာသာရေးအဓိကရုံးဖြစ်အောင်အလူမျိုးရေးပြည်တနာဖြစ်အောင်ဘာသာရေးပြည်တနာဖြစ်အောင်အမျိုးမျိုးသွေးထိုးလှုံ့ဆော်ပေးနေဆိုလှုံ့ဆော်ပေးနေတယ်ဆိုတဲ့အကြောင်းလေးဒါဒီနေ့ကနေကျွန်တော်ကျွန်တော်တို့အာဒီနေ့ကနေကျွန်တော်တို့ကျွန်တော်ကျွန်တော်ဆက်ပြီးတော့တင်ပြခြင်းနဲ့ အဲ့တော့ကျွန်တော်တို့ပြောချင်တာဒီလက်ရှိနေပြီးတော့ဒီကျွန်တော်တို့ဒီနေ့ဒီပေါ့နော်2025ဇွန်လ6ရက်နေ့မှာကြာရောက်တဲ့ဒီကျွန်တော်တို့နေပြီးတော့အလုတ်သမားနေ့ပေါ့နော်ဒီနေ့ဒီနေ့ဟာနေပြီးအလုတ်သမားနေ့မြန်မာနိုင်ငံအလုတ်သမားနေ့မှာကျွန်တော်ဒီကတင်ပြချင်တာဒီကျွန်တော်တို့မြန်မာနိုင်ငံထဲမှာရှိနေတဲ့အလုတ်သမားတွေအားလုံးသွေးမြေကြခဲ့ရတယ်ကျွန်တော်တို့ရဲ့အာပေါ့ဗျာလူသားရင်းမြစ်တွေဆုံးရှုံးခဲ့ရတယ်ဒီဆုံးရှုံးခဲ့ရတာလေးကိုအဲ့ကျွန်တော်တို့ဒီပြည်သူပြည်သားအားလုံးကလည်း သိရှိကြပြီးဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့လည်းနောက်ထပ်ဆုံးချုံးမှုမဖြစ်ရလေအောင်အကျွန်တော်တို့တွေအားလုံးဒီသွေးစည်းညီညွတ်စွာဖြင့်အမိမြန်မာနိုင်ငံတို့ကြီးကိုအဖအာရခနိုင်ငံတို့ကြီးကိုကောင်းမွန်စွာတိဆောက်ကြပါစို့လို့ကျွန်တော်ပြောကြလို့ပါတယ်။အဲ့တော့ကျွန်တော်ဒီနေ့ပေါ်တော့ကျွန်တော်နောက်ဆုံးအနေနဲ့ကျွန်တော်နည်းနည်းပေါ်တော့ကျွန်တော်တို့ request တခုကျွန်တော်ဟုတ်ကျင်တယ်ကျွန်တော်နည်းနည်းတုံးဆိုကျင်တာပေါ့နော်။မြန်မာနိုင်ငံထဲမှာနေတဲ့အဲပေါ်တော့ဒီကျွန်တော်ကိုချစ်တဲ့ မိဘပြည်သူတွေအနေနဲ့ကျွန်တော်ရဲ့ဒီဗီဒီယိုကြည့်တဲ့အခါမှာပေါ့နော် VPN ကလစ်ခံပြီးတော့ကြည့်ပေးစေချင်တယ်အမ်ဒီလိုမျိုး VPN လစ်ခံပြီးတော့ပေါ့နော်ဒီကျွန်တော်ရဲ့ YouTube လိုကို YouTube ဗီဒီယိုကိုကြည့်ပေးကြပါလို့ကျွန်တော်ကျွန်တော်ဒီကနေပြီးတော့နေတရခံတုံးဆိုရင်းနဲ့အားလုံးနှုတ်ခွန်းဆက်တာကာရာပြပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ